ရှေးတော်ဘရင်တွေကဘာကြောင့်မလို့ဖခင်တွေကိုတည်ထားကြတယ်။ဘာကောင်းကျိုးတွေတည်ခဲ့ကြတယ်။ရှေးတော်ဘရင်တွေကဘာကြောင့်ကြောင့်ဖခင်တည်ထားရလဲဆိုရင်ရှေးဘရင်တွေရောက်တဲ့ရက်အများစုမှာသူတို့ကဖခင်တည်လိရှိတယ်။ပထမအချက်အနေနဲ့စဉ်းစားမယ်ဆိုရင်ကုသိုလ်လို့ဆိုရမှာပဲ။စစ်ပွဲအောင်နိုင်ခြင်းနိုင်ငံတော်သားရာစီပင်ဝါဖြိုးခြင်းဇေဒီပထိုးအများစုကိုတည်ပြီးတော့ကုသိုလ်ပြုတတ်ကြတယ်။မိမိရဲ့နာမည်ကိုနောင်လောင်နောင်သားများမှတ်မိစေရန် မိမိရဲ့နိုင်ငံကိုကန့်ထွန်းပေါက်ရင်ဘေးရနေကင်းအောင်ဆိုပြီးတော့ဖះတေထားတတ်ကြတယ်။ဒိုးဝင်မဲ့တဘာဘာဘေးကြောင့်ဖះအများအပြားထိခိုက်ပျက်စီးခဲ့ရတယ်။28ရက်3လ2025မှာဆိုရင်မန္တလေးကဖះအများအပြားနဲ့တောနယ်ဘက်ကစီရီပထိုးတွေကထီးတော်မြေခါခဲ့ကြရရှာတယ်။ဒီမြေကွင်းတွေကကျွန်တော်တို့မြန်မာပြည်သူပြည်သားများအထွတ်တော် ရှင်ထဲကငိုရတဲ့နေလို့ပြောရင်လည်းအမှားဘူးပေါ့ဗျာ။ အမှန်ပဲကြည့်မကောင်းတော့တဲ့ဇီးလေးတွေဆဲလဲတန်လေးတွေပျောက်သွားတယ်ဖခင်အများစုရဲ့ဘောမြန်မာနိုင်ငံကြီးရေမင်းလည်းပဲတဘာဝပဲစစ်ဘေးမှာကြော်လွားနိုင်ပါစေကွာကျွန်တော်လည်းနောက်ဗီဒီယိုမှာပြန်လဲစုံတွေ့ကြတာပေါ့